။ဒါရအေးချမ်းစွာတည်ရှိနေသောဒေတောင်ရေးမြင့်အတွင်း၌ဂိတ်စကုတ်တောင်ကြီးကထီထီကြီးတည်ရှိနေလေသည်။အေးချမ်းလာသောဂိတ်စကုတ်တောင်ကြီးတွင်မြတ်စွာဘုရားရှင်သည်မြင်းသားတော်ခြေလမ်းများဖြင့်ရှောင်းလန်းနေလေသည်။ ထိုးချိန်တွင်အေးချမ်းသောတောတောင်ကြီးမြေတန်း၌မအေးချမ်းသော သူတယောက်ကဂိတ်ဇက်ကုတောင်ပေါ်တွင်ရှိနေခဲ့ပါသည်တင်းနေငါဒီနေ့တော့တွေ့ကြပြီပေါ့တင်းမရှိမှတန်ခပရိသတ်ကိုရောလူပရိသတ်တွေကိုပါငါတယောက်ထဲစိုးမိုးအုပ်ချုပ်နိုင်ပါ ဒေဥဒ္ဒယဟန်ဟာသူစိတ်ထဲမှာရှိတဲ့စိတ်ကူးအကြံစီအတိုင်းကြီးမားလာတော့ကြောက်တုံကြီးဟိုကိစ္စကူတောင်ထိတ်သူထန်းတန်နေပါလေငါအကြံစီဒီနေ့တော့အောင်းကိုအောင်ရမယ်ကွာထို့နောက် ဒေဝဒတ်ကဟန်ဟာကြီးမားလာတော့ကြောက်တုံးကြီးရဂိတ်စခုတောင်ထိန်မှမြတ်စွာဘုရားရှိရာတောင်ချေသို့အချိန်ပြင်းစွာတွန်းချလိုက်ပါတော့တယ်။ကြောင်ထိန်မှပြုတ်ကျလာတော့ကြောက်တုံးကြီးဟာမြတ်စွာဘုရားချင်းရှိရာတော့မမြောက်မီလမ်းခုလက်ထကြောက်ဆွန်းတစ်ခုနဲ့တိုက်ခတ်မိပြီးလမ်းကြောင်းကြောင်းတော့နာပဲထွက်လာတော့ကြောက်ကွဲကစုကမြတ်စွာဘုရားရှင်ရဲ့ခြေမတော်ကိုလာရောက်ထိမှန်ခဲ့တဲ့အတွက် မြတ်စွာဘုရားရှင်ရဲ့အချိန်မတော်မှာသွေးစိမ့်ရှင်ရှင်ထွက်ခဲ့ရပါတယ်မြတ်စွာဘုရားရှင်ဟာချိန်မတော်မှာရရှိလာသောနာကျင်လတ်သွားသောဒုက္ခဝေဒနာကိုသီးခံတော်မူခဲ့ပါတယ်ဒေဝဒယဟဟာသူ့ရဲ့အကျဉ်းစီမအောင်မြင်ခဲ့တဲ့အတွက်ပြင်းထန်စွာဒေါသပေါက်ကွဲနေခဲ့ပါတယ် နေနေအောင်ပေါ့အရှင်ဂိုရမရေတင်းနဲ့ငါထက်ကြည့်ကြသေးတာဗောထိုနောက်ဒေဝဒရဟန်းဟာကိစ္စကုတ်တောင်ချေသူတိတ်တဆိတ်ရှာကလန်းကထုခွာသွားပါရယ် ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပြီးဒေနာက notification bell လေးကိုနှိပ်ပေးခြင်းဖြင့်အားပေးကြပါဦးနော်